လာမယ့်နေ့ရက်တွင်ရန်ကုန်မန္တလေးမကွေးစကိုင်းအေရဝတီတနင်္သာရီချင်းမိုးနဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ချုံပြီးနေရာကွက်ပြီးမိုးကြီးမှဖြစ်ကြောင်းဒိုဝင်မာ၃ရက်မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်အရမင်္ဂလာပင်လယ်ော်အရှိအလေပိုင်းနဲ့၎င်းနဲ့ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံမြေဝကျုံးမော်ကဲရွန်းဒေသနီးဖြစ်ပေါ်နေတဲ့လေဖျားနယ်ရေဝန်ဟာဆက်လက်တည်ရှိနေကြောင်းအဲ့ဒီလေဖျားနယ်ရေဝန်ဟာ မြောက်အနောက်မြောက်ဖက်သို့ရွေလျားနိုင်ပြီးလာမယ့်24နာရီအတွင်းဘင်္ဂလားပင်လယ်ော်ရှေ့လယ်ပိုင်းနဲ့၎င်းနဲ့ဆက်လက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်ရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကဲရိုးတန်းနဲ့၎င်းနဲ့ဆက်လက်ရှိတဲ့မြဝကျုံးမော်ကဲလွန်ဒေတာများသို့ရောက်ရှိနေတယ်လို့ခန့်မှန်းရကြောင်းကက်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်ော်ရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်ထူထပ်နေပြီးကက်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနေငယ်မှာတိမ်အထင်အထင်ဖြစ်တွန်းနေကြောင်းသိရပါတယ်။အဲ့ဒီအတွက်ကြောင့်နိုဝင်ဘာလ၄ရက်နေ့ပိုင်းအထိကြားပြည် နယ်မှာနေရာကျဲကျဲမန္တလေးဒေသကြီးနဲ့မကွေးတဲ့ဒေသကြီးတို့မှာနေရာဆိတ်ဆိတ်နဲ့ကြံတဲ့ဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ကြောင်းရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရော်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ကရွာရံရုံပြည့်ဖြစ်ကြောင်းသိရပါတယ်